အဝေးကွင်းမှာပြားတုပ်ခံခဲ့ရတဲ့ Manchester United Welcome to my party we're just getting started a life is a dream or a nightmare scarred မင်္ဂလာပါ Cooking Star Football Show နဲ့ကြိုဆိုပါရစ်ကျွန်တော်ကခန့်မှာ Brentford နဲ့ Man United တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုပေးသွားကြပါမယ်ခင်ဗျဆိုတော့ဒီပွဲတွေမှာ United တို့အနေနဲ့လမ်းကြောင်းမှန်တစ်ခုပေါ်ရောက်ရှိဖို့အတွက်စူးစမ်းအားထုတ်မှုပြုလုပ်ခဲ့တဲ့နေပေါ့နော်တိုးတော့တကယ်ပွဲကစားတဲ့အချိန်မှာတာမန်စွမ်းဆောင်ရည်ထက်မပိုတဲ့ စိတ်တက်တဲ့ခံယူချက်မျိုးနဲ့အဝေးကွင်းမှာတွားရောက်ကစားတဲ့အခါမှာမမျော်လင့်ထားရတောင်ဖြစ်ခဲ့တယ်။တစ်ဖက် Brentford အသင်းကပွင့်လင်းပြောရင် Thomas Frank လက်ထက်တုန်းက Brentford မျိုးမဟုတ်ဘူး။တကယ်ကစားမယ်ဆိုရင်အနိုင်ယူနိုက်တက်ရှိတဲ့ Brentford ဖြစ်ပါတယ်။အပြီးခဲ့တဲ့ပွဲစဉ်၅တုံးကတော့မှ Brentford ဒီ Fulham အသင်းကိုရှုံးသွားခဲ့ပါသေးတယ်။အဲ့လိုအသင်းမျိုးကိုစိတ်တက်ပိုင်ရောခံယူချက်ပိုင်ရောအသင်းလိုက်ကစားပုံပိုင်ရောအာရဂျင်နက်စီယာမကောင်းဘဲနဲ့ရှုံးနေသွားခဲ့တာပါ။ တကယ်တော့ဒီထက်ပိုပြီးတော့ Brandford ကဂိုးတွေရခဲ့တဲ့ပေမဲ့ LDBNA ရဲ့မယုံကြည်နိုင်စရာကောင်းလောက်တဲ့ပုတ်ထုတ်ကာကွယ်မှုတချို့ကြောင့်ဒီထက်ပိုပြီးဂိုးမပြတ်ခဲ့တာလို့ပြောလို့ရပါတယ်ဆိုတော့ဟိုအပြစ်တွေမပြောချင်ထောက်မပြချင်ဆိုပေမဲ့နောက်ဆုံးဒီဘူတာပဲပြန်ဆိုက်ရမှာနံပါတ်6ကစားသမားကောင်းကောင်းတယောက်မရှိတဲ့ပြဿနာပဲ game တန်ဖို့လုံးဝချလို့မရခဲ့ဘူး Brandford အတင်းဒီ ဒါတော့မှ စီးပြီးတော့သိမလားဒေါလျှောက်တိုက်စစ်စင်ကစားနေတာမဟုတ်ဘူး counter attack ရတဲ့အခြေအနေမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ် direct ball တွေပေးနေတဲ့အခြေအနေမျိုးပဲဖြစ်ဖြစ်ဂျားဝင်ဖြတ်တောက်ပြီးဘောလုံးဒေါလျှောက်ပြိုင်ဘက်အသင်းရဲ့တန်ဖိုးညင်အောင်ထိန်းထားနိုင်မဲ့နံပါတ်6ကစားသမားကောင်းကောင်းတယောက်မပါရသည်လေအထီးကပြဿနာဖြစ်ခဲ့တယ်ဒါပြင်လှိတို့ရိုးရိုးကစားနေတဲ့ယူနိုက်တက်ရဲ့ပုံတံတန်းကလည်းမေကွန်းထုတ်ကျင်စရာပဲတပွဲလာလဲ ်ဒီလို3ဘတ်ကြီးနဲ့ဝင်းဘတ်တွေကနေအာပြုတ်ကစားတဲ့ဝင်းဘတ်တွေနဲ့နံပါတ်10ကစားသမားတွေရဲ့ swap လုပ်ပြီးကစားတဲ့ hand မျိုးလေးတွေကျွန်တော်မြင်ရတယ်ကွင်းလက်ကစားသမား2ယောက်ကအထိုင်မရှိဘဲနဲ့နံပါတ်6နဲ့နံပါတ်8လှည့်ကစားတဲ့ရှေ့ထိတက်ပြီးတော့ pressing ပေးတယ်ဒါတွေကပွင့်လင်ပြောကျွန်တော်အမြဲတမ်းလိုလိုမြင်နေရတဲ့ viewer ဘိုင်းမျိုးတွေဗျ Ruby Amore မှာဒီထက်ပိုကောင်းတဲ့ viewer ဘိုင်းတွေအတွေးကော်ဘိုင်းတွေအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်သို့တော်လည်းဒီပုံစံတိုင်းပဲကစားနေတာဒီပြိုင်ဘက်အသင်းတွေအတွက် အများကြီးမှန်းဆလွယ်ကူစေခဲ့တယ်အကိတ်အန်ဒရူးစ်ဒီအရင်နာမည်ကြီးတဲ့နီးပြတယောက်မဟုတ်ဘူးအပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင်ဘရန်ဖို့အသင်းမှာပဲ technical coach အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ပုံကိုတယောက်ဒီနေ့ရာသီမှာမှ manager တယောက်ဖြစ်လာတာအဲ့လိုနီးပြဒါတကယ်တက်တည်ပြထားပြီးသားနီးပြတယောက်ကိုကစားပြတော့ခဲ့တဲ့ပုံစံ Ruben Amorim နေနဲ့တင်ငန်းသာအများကြီးယူရမယ်ဗျပေါ်တူဂီမှာဘလောက်ပဲလှုပ်ပြခဲ့လှုပ်ပြခဲ့ အင်္ဂလန်မြေရောက်တဲ့အခါကျရင်အဲ့တလောက်ကြီးလွယ်ကူမနေဘူးဒါဒီမဲလားဆိုတော့မဟုတ်ဘူးအသင်းရဲ့ကစားသမားတွေထဲမှာတကယ်ထိတ်တန့်အဆင့်ရှိခဲ့တဲ့ကစားသမားတွေအနေနဲ့လည်းပရီးမီးယားလိကမလွယ်ကူဘူးယူနိုက်တက်မှာဖိအားများတယ်ဆိုတဲ့အချက်တွေကိုကောင်းစွာနားလည်သဘောပေါက်ဖို့လိုလာပါပြီဆိုလိုချင်တာကတော့အမ်ဘူမိုတို့မာတီးယက်စ်ကူညာတို့ပါပြီးခဲ့တဲ့ရာသီမှာအမ်ဘူမိုအရန်ကောင်းခဲ့တယ်ပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားတွေเนาะ ရေတီအမြင့်ဆုံးကစားသမားတွေမှာတယောက်အပါအဝင်ဖြစ်ခဲ့တယ်မာတီးယက်စကူညာလည်းထိုနည်းတူပဲတိုးတော့ဒီကစားသမားနှစ်ယောက်ဒီဒီနေ့ရာဒီမှာအက်ဒလောက်တီအစင်မပြေသေးတာကအသင်းသစ်မှာအမကျသေးတာတခုတည်းတော့မဟုတ်ပါဘူးအသင်းရဲ့ဖိအားကြောင့်လည်းပါပါတယ်အဲ့တို့ကြောင့်ဒီကစားသမားနှစ်ယောက်ဒီဘောလုံးရပြီဆိုတာနဲ့အသင်းလိုက်ဟန်ချက်မှာစီမျောရေးထက်ဆိုင်ဂိုးရဖို့အတွက်အကူနေတဲ့တူးချင်းတယောက်ချင်းစွမ်းဆောင်ရေးကိုပဲကျွန်တော်တို့အများစုမြင်ခဲ့ရတယ် နောက်တစ်ယောက်ကတော့ဘန်ဂျမင်ရှက်ရှ်ကိုရှက်ရှ်ကိုအရန်အထလေးပါတယ်တကယ်တော့ရှက်ရှ်ကိုဒီတိုက်စစ်မူကောင်းတယောက်လိုင်းပစ်မှာတွင်းယူခဲ့တဲ့ဂိုးတွေအဆင့်တန်းမြင့်တဲ့ပုံစံမျိုးတွေကျွန်တော်တို့အများကြီးမြင်ခဲ့ရပါတယ်ဒီနေ့ပွဲစဉ်မှာသူတွင်းယူတဲ့ဒါသူ့တော့ပထမဆုံးဂိုးဆိုရင်၃ချက်ကန်တယ်ပထမဆုံးတစ်ချက်ခေါင်းတိုက်တယ်ကလဟာပုတ်တယ်နောက်တစ်ချက်ဟန်ချက်ပြက်ပြီးကန်တယ်ထပ်ပုတ်တယ်နောက်ဆုံးတစ်ချက်မှဝင်တာ ဒါတော့မှဟိုသူ့နားမှာ market မရှိလို့နော်ကျွန်တော်ပြောချင်တာ Benjamin Sheshko ရဲ့ talent นี่အများကြီးရှိပါရဲ့တို့ပေမဲ့အဲ့ agility အားနည်းမှုကအဓိကပြဿနာဖြစ်လာနိုင်နေဆိုတာကိုသူကိုယ်တိုင်လည်း give ပြုတင်တယ်နီးပြ Ruben Amorin လည်း give ပြုတင်တယ်ကျွန်တော်နောက်ထပ်တစ်ပိုင်းကခုနကကျွန်တော်ထောက်ပြတဲ့အဲ့ဒီအပိုင်းကိုပဲထပ်ပြီးတော့ကျွန်တော်ထောက်ပြခြင်းတယ်ရေရှည်မှာအဲ့နံပါတ်6နေရာအတွက် ေးသေးကြကြပြပြပြင်းပြင်းမိနစ်60အပြည့်လုံးကစားပေးနိုင်တဲ့သူမရှိယူနိုက်တက်ရဲ့ရက်ဇက်တွေကအဲ့ဒီနံပါတ်6နေရာပေါ်မှာပဲသွားပြီးမူတည်နေပါလိမ့်မယ်နံပါတ်6ကစားသမားကောင်းကောင်းတယောက်မရှိခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားနေရတာပါအဲ့တို့ကြောင့်ကျွန်တော် CB ကစားသမား3ယောက်အနေနဲ့ဘလောက်ပဲကောင်းအောင်ကောင်းကစားကစားယိုပေါက်တွေဟပေါက်တွေအများကြီးကြုံတွေ့ခဲ့ရသလိုကျွန်တော်ကွေးလယ်မှာလည်း gap တွေအများကြီးဖြစ်နေခဲ့ပါတယ်။အဲပြိုင်ဘက်အတင်းကတော့ United အားပြုပြီးကစားတဲ့နေရာတွေကိုတိတဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်း deep ဖြစ်အောင် between the lines တွေမှာကစားထားရပါတော့။အဲ့တော့ဒီနေရာကြီးဒီအဓိကပဲ United ပြီးခဲ့သောဘောလုံးရာသီတွေကအဲ့ဒီ pocket တွေမှာအရန်အားနေချက်ရှိတယ်။ကိုဘောလုံးရှိနေတဲ့အချိန်မှာလည်းအဲ့ pocket တွေမှာကျွန်တော်ထိုးပေါက်တာအားနေချက်ရှိတယ်လို့ဘောလုံးမရှိတဲ့အချိန်မှာလည်းပြိုင်ဘက်အတင်းကို pocket တွေကနေအများကြီးကိုအခွင့်အရေးတွေ ပေးလိပေးထားရှိပါတယ်ဒီနေ့ရာသီမှာလည်းအဲ့ဒီအားနည်းချက်ကို United တို့ပြင်ဆင်မှုမပြုတ်လောက်ရသေးပါဘူးဒါအပြင်အမြင့်ဘောရှင်းထုတ်မှုပြဿနာလက်ရှိအချိန်ဒီကြုံတွေ့နေရတော့မယ်ဘောလုံးကအမြင့်ဘောဖြစ်လာပြီး bounce bounce တွေဖြစ်တယ်ပြန်ကျလာတဲ့ second ball တွေကိုအဝေးကနေကန်သွင်းယူတဲ့ပြိုင်ဘက်အသင်းတွေရဲ့ formula ပုံစံတွေကိုလည်းလက်ရှိအချိန်ဒီခံစားနေရတော့ဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာဟို Brentford ကစားသွားတဲ့ပုံစံက ဖြူအပိုင်းအခင်းချင်းလုံးဝမိုက်ပြီးတော့တင်မလားယူနိုက်တက်ကိုအန်ဝမင်သက်စီယာကောင်းလောက်တဲ့လျှက်တပြက်လှဲ့ကွက်တွေနဲ့ကစားတာမဟုတ်ဘူးလှေဤတို့ရိုးရိုးပုံစံနဲ့ပဲကစားခဲ့တာပါပထမတလုံးကတော့လူချွန်မောအနေထားဖြစ်ခဲ့ပေမဲ့နောက်ထပ်သွင်းကိုတွေကတော့တကယ်ကိုဘရန်ဖို့အသင်းကမိမိရအပိုင်အနိုင်သွင်းသွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဘရန်ဖို့ရဲ့တောင်မန်ကစားသမား၂ယောက်ကိုထိန်းဖို့အတွက်ခက်ခဲနေတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ် ဒါက Kate Andrews အနေနဲ့ United ကစားတဲ့ပုံစံကိုကြုံမြင်တဲ့အတွက်ကြောင့်လည်းပါပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Channel တွေမှာ United ကစားသမားတွေများသောအားဖြင့်ဝင်းဘတ်တွေပဲရှိတယ်။ Matthias Cunha တို့ Brian Ambumo တို့အဲ့ဒီ Channel ကိုဝင်ဖြစ်ပြီးပေမဲ့တကယ်တမ်း Channel မှာဟိုနှစ်ယောက်ကစားနေတဲ့အသင်းကတော့ပိုတာတယ်။ Brentford ကပုံမှန်အားဖြင့်ဆိုရင် 3-back ကစားတတ်တဲ့အသင်းတင်းတို့မြန်ဒီနေ့ပွဲတင်မှာကြောက်ကျွန်တော်နည်းနည်းကြောက်ပါပွဲထွက်လာတဲ့အချိန်မှာ 4-back ဆော့ပလိုက်တယ် စိုက်ပါမှာထွက်ဆော့နေတဲ့ကစားသမား၂ယောက်ရယ်တောက်မန်ကစားသမား၂ယောက်ရယ်ချန်နယ်ကနေယူနိုက်တက်တင်းကိုတောက်လျှောက်ဖိအားပေးပြီးတော့ကစားသွားခဲ့တယ်အဲ့တော့ချန်နယ်ကနေယူနိုက်တက်တို့အာယုံအပြည့်ဝစိုက်နေရသလိုကွင်းလယ်ဘက်မှာကြည့်မယ်ဆိုရင်လည်းအဓိက central zone မှာကျွန်တော်တို့ပြောရရင်နံပါတ်6နေရာအတွက်သိမလား out of position in position မှာတေချာလှုပ်ရှားတတ်တဲ့နံပါတ်6ကစားသမားတယောက်မပလာတာအဓိကပြဿနာအကြီးဆုံးဖြစ်ပါတယ် အဲ့ဒီနေရာတွေတစင်ကျန်တဲ့နေရာတွေတဖြည်းဖြည်းချင်းစီရော့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 လာပြီးတော့အတင်းလိုက်ဟန်ချက်မှာပါသွားပြီးပြဿနာဖြစ်တာပါဒါဘရန်ဖို့နဲ့တွေ့မှဒီပုံစံဖြစ်တာမဟုတ်ပါဘူးအတင်းတိုင်းလိုလိုနဲ့ဒီလိုအားနည်းချက်မျိုးတွေကျွန်တော်တို့မြင်တွေ့နေရသေးပါရေရှိမှရူဘင်အမော်ရင်ဒီဒီ3ဘက်ကိုပြောင်းပါလားဒါမို့ရင်ဇန်နဝါရီပြောင်းရွှေ့ကာလမတိုင်ခင်ဒီနံပါတ်6နေရာကိုဟိုစင်မီတို့နဲ့ကုစားပါလားဆိုတာတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘရန်ဖို့ဘွဲကစွမ်းဆောင်ရရတော့ဘရူနိုဖာနက် ပဏဒီလွဲသွားပါသေးဟုတ်အတော်လေးအားရစရာမကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါဆုံးဒီကြည့်ရှုအားပေးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ